မကြခင်မှာကလေးမီးဖွားတော့မှာမို့ဘဝကိုအစကနေပြန်ကြိုးစားနေရတဲ့ဖတ်တီးမရန်ကုန်ဆယ်လီနျူးပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်များရှင်ဖတ်တီးမကိုတော့ပရိသတ်တွေအားလုံးသိကြမယ်ထင်ပါတယ်တံမြာတိတုံးနဲ့တွဲပြီးသိခဲ့ကြရင်ဆိုရင်တော့ပို့ပြီးတော့မှန်ပါလိမ့်မယ်ဖတ်တီးမကလွန်ခဲ့တဲ့လတွေတုန်းကဥပိန်တတောင်းမှာအချင်းပေါင်းရောက်တဲ့သူလေးဖြစ်အားလုံးကသိကြပါတယ်အချင်းပေါင်းရောက်တဲ့အခါမှာသူကသူများနဲ့မတူဘဲတံမြာတိတုံးကိုရောင်းခဲ့ပါတယ်သူ့ရဲ့တံမြာတိတုံးကလည်းတော်တော်လေးကိုစားကောင်းခဲ့တာပါသူက ကစ္စတမာရီလာမစားခင်မှာသူကိုယ်တိုင်စားပြတဲ့ TikTok တွေကိုတောက်လျှောက်ဆိုသလို TikTok တွေမှာတင်ခဲ့တာပဲဖြစ်ပါတယ်ဒီလိုကြည့်ရှုတဲ့သူများလာရင်ကနေဖက်တီမကိုစိတ်ဝင်စားရင်ဥပိန်တထားကိုလာကြတဲ့ဧည့်သည်တွေကလည်းတော်တော်လေးကိုများပြားလာတယ်လို့ပြောရမှာပဲဖြစ်ပါတယ်ဖက်တီမကြောင့်ဥပိန်တထားကြီးကပိုပြီးစီကားတယ်ဆိုရင်တော့လေပိုပြီးတော့မှန်ပါလိမ့်မယ်ဥပိန်တရာမှာရှိကြတဲ့အချင်မောင်းတယ်ရီအကုံလုံးတွေမှာမှဖတ်တီးမစီမှာလာရောက်စားသုံးတဲ့ဝယ်သူတွေကတော်တော်လေးကိုများပါတယ် ဒီလိုစားသုံးသူတွေများလာတာကြောင့်ဖတ်တီမာကရှောင်းလို့တောင်မနိုင်တော့ပဲအကူတွေပါခေါ်ပြီးတော့မှရောင်းခဲ့ရတာဖြစ်ပါတယ်ဖတ်တီမာရဲ့တမ်းမြာတိတုတ်ကတော်တော်လေးကိုနာမည်ကြီးသွားပြီးရုပ်ရှင်မင်းသားမင်းသမီးတွေဆယ်လီတွေတကယ့်ဒိဋ္ဌိကျချမ်းသာတဲ့သူတွေကအစမဖြစ်မနေစားသုံးရတဲ့အစားအစာတစ်ခုလို့ဖြစ်လာတာပါဒီလိုမျိုးဝဝက်ွယ်ရောင်းချနေရတဲ့အချိန်မှာဖတ်တီမာကပျော်နေခဲ့ပါတယ်သူ့အနေနဲ့အကျွေးတွေလည်းအများကြီးဆက်ဖို့ရှိတာဖြစ်တဲ့အတွက်အခုလိုစေးရောင်းရတဲ့အခါမှာအကျွေးလေးတွေကိုလည်းဖယ်ဆက်လာနိုင်တယ်လို့မကြခင်မှာကလေးမိဖွားတော့မှဖြစ်တဲ့အတွက်ကလေး စရိတ်ဆိုပြီးတော့လဲငွေလေးတွေစုလာနိုင်တယ်လို့ပြောပြလာခဲ့ပါတယ်။ဒါပေမဲ့ဖတ်တီမရဲ့တမ်းများဒီတော့ကကျန်းမာရေးနဲ့မညီညွတ်ဘူး FDA ရှောက်ထားမှုမရှိဘူးဆိုပြီးပိတ်ပင်ခဲ့တာကြောင့်စီးပွားပြတ်သွားခဲ့ရပါတယ်။ဖတ်တီမကဝမ်းနေပြီးငိုကြွေးနေခဲ့တယ်ဆိုပေမဲ့သူ့အနေနဲ့ဘဝကိုအရှုံးမပေးဘဲပြန်လည်ကြိုးစားမယ်လို့လည်းပြောခဲ့ပါတယ်။ပစာသေးခင်ရက်မှာတော့ဖတ်တီမကဘသူမှမထင်မှတ်ထားတဲ့အလုပ်တစ်ခုကိုလုပ်ခဲ့ပါတယ်။အဲဒါကတော့ကလေးမီးပွားဖို့အတွက်စုထားတဲ့ပတ်စံသိန်း၄၀ကျော်ကိုငလျင်တန်တဲ့ပြည်သူတွေအတွက်လူလန်းခဲ့တာပဲဖြစ်ပါတယ်။ဖတ်တီမ မာကမျက်ရည်လေးတွေဝဲပြီးပြောခဲ့တာကတော့သူ့အနေနဲ့ဒီပစံလေးတွေကကလေးဝင်းဖို့အတွက်စူးစားတာပါဒါပေမဲ့သူ့ထက်ပိုပြီးအရေးကြီးတဲ့ဒါပေမဲ့ငလင်တန်တင့်နေတဲ့သူတွေကပို့ပြီးတော့မှအရေးကြီးပါတယ်သူတို့တွေဒုက္ခခံစားနေရတာကိုမကြည်ရဘူးဒါကြောင့်သူ့မှာရှိတဲ့ငွေလေးတွေကိုတတ်နိုင်တဲ့ဘက်ကလှူဒန်းသွားမယ်ဆိုပြီးဖုန်ညီကြောင်ရက်ွက်သေးနေတခြားသောသူတွေကိုတတ်နိုင်သမျှလူဒန်းခဲ့တာပဲဖြစ်ပါတယ်။ဖတ်တီးမရဲ့ဒီလိုလူဒန်းမှုကိုကြည့်ပြီးအားလုံးကလည်းပီတိဖြာနေကြသလိုချင်းလေးချီးကျူးနေကြပါတယ်။ ဖတ်တီမာကတော့ညောင်စေးလောက်လူညောင်ပင်ကြီးလောက်ပြန်ရတယ်ဆိုရဲမြန်မာစကားပုံအတိုင်းပါပဲအခုချိန်မှာဖတ်တီမာဒီလိုလူရန်းနာတွေကိုကြည်ပြီးဖတ်တီမာကိုချစ်ခင်ပြီးလာရောက်အလူငွေပေးအပ်တဲ့သူတွေလည်းအများကြီးပါမိဖွားစီအတွက်ပြန်လည်ပေးအပ်ခဲ့ကြတယ်ဆိုရင်လည်းမမားပါဘူးဖတ်တီမာကလက်ရှိချိန်မှာတော့တန်မြာတိတုတ်ကလေးကိုပြန်ပြီးရောင်းနေပါတယ်ချင်ပေါင်းလေးကိုတနိုင်တနင်းလေးရောင်းနေပါတယ်ဘာဖြစ်လို့ရောင်းနေရလဲဆိုရင်တော့လူဖို့တန်ဖို့နဲ့မကြခင်မှာကလေးမွေးဖွားရမှာဖြစ်လို့ကလေးမွေးစိတ်အတွက်လူလို့ပြန်ပြီးတော့ဈေးရောင်းနေရပါတယ်ဆိုပြီးပြောပြလာခဲ့ပါတယ် အားလုံးကဖတ်တီမကိုတနာလေတနာလို့ချစ်တယ်ချစ်နေကြပါတယ်ဖတ်တီမရဲ့ရှင်သွေးလေးအတွက်လည်းတတ်နိုင်တဲ့ဘက်ကနေကူညီပေးနေကြတဲ့သူတွေလည်းရှိပါတယ်ပရိသတ်ကြီးအနေနဲ့ရောကလေးမိဖွားဖို့နဲ့အလူတန်းတွေလုပ်ဖို့အတွက်ပြန်လည်ဈေးရောက်နေတဲ့ဖတ်တီမာပေါ်ဘလို့အားပေးစကားတွေပြောချင်လဲဆိုတာဗီဒီယိုအောက်ကကွန်မန့်လေးမှာရှင်းသွားပြီးခဲ့ပါအောင်ရှင်